ဲ့တုံးကပါဖရားတဲ့တပည့်တော်ရက်ွက်ရုံကရောင်းစားတဲ့ရောင်းစားတော့တော့မဟုတ်ပါဘူးဖရားတဲ့မန္တလေးရက်ွက်တခုခုကနေရောင်းစားတယ်ကိုတိရပါတယ်တဲ့အဆက်အသွယ်ရလာဥစဉ်မေးတဲ့အခါမှာအရင်ကရဒီမှာပြည်ဦးလွင်ရက်ွက်ကြေးရွာတခုမှာစစ်မှုထိုင်းရန်ဝယ်ယူရတွင်မန္တလေးမှာမြည်တူအမြည်မြည်တူအမြည်ရောင်းမျက်နာမှာလည်းတတူးတတူးနဲ့ရက်ပူပူမှာလာရောက်ပို့ဆောင်တယ်ကိုတိရပါတယ်တဲ့အခုဒီနေ့ဖုန်းဆက်တော့မရတော့ပါဘူးဖရားတဲ့ကလေးပျောက်ဆုံးဒီမှာတိတော်မှာတင်ထားပါတယ်ဖရားတဲ့တပည့်တော်ကဈေးရောင်း၍အတက်မွေးရာဒီဖြစ်၍ အဆက်အတွဲလုံးဝလုံးဝမရှိဘူးကုညီပေးပါဖေရတဲ့ကလေးရဲ့မှတ်ပုံတင်ပြလို့မရသေးဘူးပေါ့နော်မှတ်ပုံတွေကတပည့်တော်တို့အတွက်အကြံဉာဏ်လဲကုညီပေးပါအောင်တဲ့အဲ့ပြဦးလွင်မှာဒီလူစစ်ကို ရောင်းစားတော့လက်ခံတဲ့ဖုန်းနံပါတ်မှာခွင်ကို112 98 50နောက်တစ်လုံးက420 510 9000ခွင်တုံညာလေးဖုန်းနှလုံးကပြဦးလွင်ကလက်ခံဝယ်ယူသူရဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်ဖေရတဲ့မန္တလေးပို့ဆောင်သူဘက်ကတော့ဘလို့အဆက်အသွယ်မှမရပါဖေရတဲ့မန္တလေးရောင်းစားသူဘက်မှဘလို့မှလည်းဆက်သွယ်မရဘူးဖေရတဲ့ ဆရာတော့ဒါဥစဉ်စီကူညီတောင်းတာပေါ့နော်လက်ထံသူဘက်မှာအပန်းဖောင်လို့ရှိရတယ်ဗျာတဲ့မပေးတော့ဖြစ်နေတယ်တဲ့ဒီကလေးနေနေဒီဦးနေမှာရှိနေဖိတ်ဆက်တယ်မလားဗျာတဲ့အခုဒါတပည့်တော်တွေလည်းဒုက္ခများနေကူညီပေးပါဗျာတဲ့အမီပစ္စားအဖေနာမီမှာဥထက်တော်နဲ့ဒီဦးလည်းရက်ွက်ကျေးရွာတစ်ခုခုအတွက်စစ်မှုထမ်းလူမရွေးဘန်ဒလေးမှာ55တိုင်းနဲ့ဝယ်ယူကြောက်သိရှိရပါတယ်ဗျာတဲ့ တပည့်တော်တို့ဘလို့လောက်ရမလဲဖရားတဲ့ဥစ္စာစီမှာတော့အိမ်တော်ဇရာတွေပါပြီးတော့အကုန်ပို့ထားပါတယ်နော်အတက်ကျော်လို့ကျမ်းမာရေးချွင်းကြက်ချက်စစ်မှုထမ်းကလက်မခံပါဘူးတချို့မှာတင်တန်းရောက်ရပြန်ပို့လိုက်တဲ့ဟာတွေလည်းဘာဖြစ်လို့ပြန်ပို့လိုက်တာတော့ဆိုတော့ဆက်ရှင်ဆက်ရှင်နေပြည့်ဖို့အတွက်ကိုတဲ့လို့လေလို့တပည့်တော်ကလက်မခံတာဖရားတဲ့ဘာမျိုးတွေပြန်လာတဲ့ဟာတွေအများကြီးပါနော်အဲ့တော့ပြည်ဦးလွန်မှာဒီကလေး၅နှစ်နဲ့ခေါ်ထားတဲ့အုပ်ကြီးတွေမှရှိရင်ရောက်စားရတူမှရှိရင်ဥစဉ်ရဲ့လိုက်ကိုကြည့်မှာခင်ဗျားတို့မိဘထမ်းကိုအများဆုံးပို့ဆောင်ပေးပါလို့ဥစဉ်အနေနဲ့မေတ္တာရက်ခံကြပါတယ်ဗျနော်အဲ့လိုမှမေတ္တာရက်ခံလို့မှမရဘူးဆိုခေါ်တဲ့တူရောရက်ွက်ရောအုပ်ကြီးတွေရော အကောင်လုံးထောင်ထဲကိုကြီးရမယ်ထောင်ထဲကိုသွားရမယ်ဆိုတော့တတိပေးကြင်ပါအောင်နော်ဒါမှမဟုတ်အတက်ဆက်ရှင်နေပြီလို့နိုင်ငံတော်ဝန်ထမ်းဆောင်ရတာတော့ဥစဉ်တော့လက်ကန်တဲ့အတက်မပြေတဲ့ကလေးတော့လက်မခံပါဘူးနော်ဒါလေးလည်းပြောချင်ပါတယ်ခင်ဗျားတို့လှုပ်ချင်းဒီတက်မတော်ပုံရိပ်ကြပါလိမ့်ဗျာနော်တက်မတော်ရဲ့ပုံရိပ်ကြတယ်အဲ့တော့ခင်ဗျားတို့ကိုရကွက်ကကို့အနေထားခေါ်ကြပါဒီပြင်လူရောင်းရောင်းဝယ်နဲ့ခေါ်လို့ရှိရင်နိုင်ငံတော်ကလည်းခွင့်ပြုမှာမဟုတ်ဘူးဆိုတော့တိတိကျကျချင်ပါလိမ့်ဗျာအားလုံးပါပဲဗျာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ အသက်မပြည့်သေးတဲ့ကလေးကိုစစ်မှုထမ်းဥပဒေကြောင်းပြရောင်းစားခဲ့ဖြစ်စဉ်ကိုဖော်ထုတ်လိုက်တဲ့ပေါက်ကူတော်ရုတ်တန်အပြင် မင်းတပ်မျိုးတွင်အစုပြုံလိုက်ပုံ cluster bomb များအုံပြုကစစ်ကောင်စီ၃ရက်ဆက်၄ကြောင်းတိုက်ခိုက်အရက်သားနှင့်ဥသေဆုံးပြီး၁၁ဦးတန်ရာရသွားတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။ချင်းပြည်နယ်မင်းတပ်မျိုးတိုက်နယ်အမှတ် အတွင်းကကြေးရွာတွေမှာ အကျန်းဖက်စစ်ကောင်စီရဲ့၃ရက်ဆက်၄ကြောင်းတိုက်ခိုက်မှုကြောင့်အရက်သား၂ယောက်တေဆုံးပြီး၁၁ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီရဲ့၄ကြောင်းတိုက်ခိုက်မှုတွေထဲမှာနိုင်ငံတကာကပိတ်ပင်ထားတဲ့အစုပြုံလိုက်ပုံ cluster bomb တွေပါဝင်နေတယ်လို့လည်းမင်းတပ်မျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့မေလ15ရက်နေ့ကမင်းတပ်မျိုးနယ်တိုက်နယ်အမှတ်အတွင်းမှာရှိတဲ့ကြေးရွာတရွာကိုစစ်ကောင်စီဘုံကျဲတိုက်ခိုက်ခဲ့ရမှာ အရက်သား၂ယောက်တေဆုံးပြီးထိခိုက်ဒဏ်ရာရသူ၁၁ယောက်ရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်နောက်တစ်နေ့မေလ၁၆ရက်မနက်ပိုင်းမှာလည်းစစ်ကောင်စီကအထက်ပါတိုင်းနဲ့အတွင်းကိုပဲလေကြောင်းကနေဆက်လက်ပုံကျဲခဲ့ပါဗျ။ဆက်လက်ပြီးမေလ၁၈ရက်မနေ့ကနေ့လယ်ပိုင်းမှာလည်းအထက်ပါတိုင်းနဲ့အတွင်းကကြေးရွာတရွာကိုပဲစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်ခဲ့ရာအစုအပြုံလိုက်ပောက်ကွဲစေတတ်တဲ့ cluster ဘုံတွေပါဝင်ခဲ့ကြောင်း ဘုံလုံးကြီးတစ်ဆက်လုံးဝင်းကျင်ဟာကြေးရွာအတွင်းနဲ့ပဝင်းကျင်တွင်မှကြားရောက်ပောက်ကွဲခဲ့ကြောင်းမင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်စစ်ကောင်စီအနေနဲ့အပြစ်ခတ်ရစဲကြောင်းကြေညာထားပေမဲ့နိုင်ငံတော်ဘုံကျဲတိုက်ခိုက်တာတွေတရစက်လှုပ်ဆောင်နေတာဖြစ်တယ်လို့ပြင်းထန်တဲ့ပောက်ကွဲအားရှိပြီးနိုင်ငံတကာကပိတ်ပင်ထားတဲ့ cluster ဘုံတွေကိုပါပုံမိုအုံပြူလာတာဖြစ်ပါတယ် ပြီးခဲ့တဲ့မေလ12ရက်နေ့ကစကိုင်းတိုင်းဒီပရင်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ကလေးငယ်22ယောက်နဲ့ဆရာမ2ယောက်တေဆုံးခဲ့တဲ့လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အပါအဝင်ကောလင်းမြို့အနောက်ချမ်းကအုတ်ကန်နယ်ခြောက်နားရွာတွေကိုလည်းအဆိုပါအစုပြုံလိုက် cluster ဘုံတွေအုံပြူတိုက်ခိုက်ခဲ့ပါသေးတယ်။မျိုးရီမင်္ဂလာပါဗျာဒီနေ့က18ရက်9လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျာ။ဒီနေ့ကတော့စစ်မှုထမ်းဥတွေနဲ့ပတ်သက်ပြီးမှဒါဥသိန်းကိုဝင်လိုက်မော်ကနေအခုကြီးတောင်းထားတဲ့အရာလေးပေါ့နော်။ အာဓမ္မကြီးတယောက်ကအခုကြီးတောင်းထားတဲ့ဟိုဒူတာလေးက15နှစ်ပြည့်ပြီဆိုတာလေးကိုရှင်ဖရားတဲ့ကုညီပေးပါဗျာတဲ့အဲ့တော့အားလုံးကတော့ဝင်လိုက်ပါမှာတော့ဥစဉ်ကကုညီတောင်းတဲ့တူတွေကတော့အများကြီးပါဗျာနော်ဒါနဲ့ဥစဉ်လည်းကိုကုညီကိုကဥစဉ်ကအားလုံးကိုကုညီပေးကြပါတယ်ဥစဉ်ကပေးနိုင်တဲ့အချိန်ဒီအချိန်ခါတော့မရှိပါဘူးဥစဉ်တို့လည်းဒီပဇက်စပီကာဖြစ်ပဲဒီလိုအကျိုးပြုပေးတာလောက်ပဲဥစဉ်တို့ကလည်းတတ်နိုင်တာပါဗျာနော်အဲ့တော့ပထမဆုံးစွာဖြစ်မန္တလေးပြည်သူစစ်တေအားလုံးကိုဒါဥစဉ်ပြောကြပါမယ်ဗျာမန္တလေးပြည်သူစစ်တေကိုဘာဩဝါဒပေးကြတယ်လဲဆိုလို့ရှိရင် မန္တလေးပြည်သူစင်များအလုံးဆိုးဆိုလို့ရှိရင်ကြောသွားဆိုလားဘယ်လိုဆိုလားဒါမျိုးပြည်သူစင်အမိခံပြီးမှဒီနော်လှုပ်ရှားနေတဲ့အရာတွေအများကြီးပေါ့မရှိစင်းရဲတာတွေကိုလိမ့်နေညတာတွေအများကြီးပဲနော်ဒီဖုန်းနံပါတ်တွေတော့ဥစဉ်မပြောသေးပါဘူးသူကဘယ်လိုလုပ်ပေးမလဲဆိုတော့ဥစဉ်ကြည်နေရပေါ့နော်အော်ပြီးတော့ဟုတ်လားအများကြီးအများကြီးဟိုတလောကလည်းအော်မီတာတမှာအိမ်တိန်အိမ်လာကငှားထားတယ်အဲ့ဒီအိမ်ငှားထားတာကဗိုလ်ချုပ်ကတော်ကငှားထားတယ်အဲ့ဒီဗိုလ်ချုပ်ဆိုတာတက်မှမှုကတော်ပေါ့နော်အဲ့ဒီတက်မှမှုဗိုလ်ချုပ်ကလည်းမြကြီးနားဘက်မှာထောင်ကျထားတယ်ဒင်းခံရုံနဲ့ဒင်းရတယ် နော်ဒီစေဥရေကိုဖောက်ထားတဲ့ကြောင့်ဘုเจ้าကတော့ငါထားတယ်ထွန့်ပေးဘူးဘာလို့ပေါ့နော်လာမှမပြေသေးရဘယ်ရထွက်ပြေးမလဲအဲ့တော့တွဲကငါတော့တိန်300နဲ့ငါတယ်တိန်300နဲ့ငါတော့ဟုတ်လားတိန်300နဲ့ငါရွှေ့တယ်ပေါ့နော်ရွှေ့တယ်ပေါ့ပြည်သူစေပါညာမှာတနက်လဲပါတယ်လို့ပြောတယ်စုံစမ်းကြည့်တော့ပြည်သူစေဖွဲထဲမှာမရှိဘူးအဲ့ဒါပြီးတော့မုံဆိုးမတူဦးလေဒီတိုင်းပဲအဲ့ဒီတကာကနေပြီးမှဟိုပါပေါ့နော်လိန်နေတဲ့ရွှေ့ရွှေ့လိန်နေညာလဲညာလာပေါ့နော်နာမည်ဦးစင်းတို့ဒါအများကြီးပါပဲဒူဒူလိန်ထားတဲ့အရာတွေကနော်နာမည်ကပြည်သူစစ်ကားတဲ့ကြော်စီရလို့ခေါ်တယ်နော် ဟာကူညီတော်တော်နဲ့ငွေတိန်း30လိမ့်သွားတယ်တဲ့။တဥ့ကတော့တိန်း300လိမ့်သွားရနော်။အဲ့ကျော်စင်ရဆိုတဲ့ပြည်သူစင်တိုင်းမှာဦးစင်းတို့မှာမရှိဘူးပေါ့မကြဘူးပေါ့နော်။ဒါလေးလည်းအားလုံးဒါပြည်သူများအားလုံးသိစေချင်ပါတယ်။ဦးစင်းတို့လည်းနေရာတကာလိုက်ပြီးမှဝင်ဆက်ဖက်လို့မရဘူးနော်။အဲ့နဲ့ဦးစင်းတို့ပြည်သူစစ်ကဆိုတဲ့အတွက်ကြောင့်ဦးစင်းကမန္တလေးမှာဆိုလို့ရှိရင်ပြည်သူစစ်အားလုံးရဲ့နားတော်အဖြစ်ပြည်သူစစ်တွေရဲ့ခေါင်းပေါင်းနေနဲ့ဦးစင်းကအကုန်လုံးရင်းနေတယ်။ဇာတကာလည်းဖြစ်တယ်အကုန်လုံးတော့မတိနိုင်ဘူးပေါ့နော်။အဲ့ကြောင့်အကုန်လုံးခေါင်းဆောင်တွေဖြတ်တော့ခေါင်းဆောင်တွေဖုံးဆက်တဲ့ခါမှာနော်မရှိဘူးပေါ့နော်။အဲ့တော့ပြည်သူစစ်တွေဒါပြည်သူစစ်တွေအကြောင်းလာလာပြီးမှတိုင်ကြတယ်ဦးစင်းကနော်။ အဲ့တော့တိုင်မာအမနာမနဲ့တိုင်မာခေါင်းပေါင်းနေပူတည်ရင်ပို့ပြီးမှဥစဉ်ကကုညီပေးလို့ရပါတယ်နော်ပြည်သူစစ်တေရက်ွက်ထဲမှာမတရားလုပ်တယ်မတရားအနိုင်ကျင့်တယ်မတရားလူဘွားဝါတယ်ပြည်သူဘဝဆိုရင်တော့တိုင်မာမားထောင်သားတွေဆိုတော့အမားနဲ့တော့မกินဘူးဒါနဲ့ခွန့်လွတ်လို့မရတယ်ခွန့်လွတ်လို့ရတဲ့အမားရှိတယ်ခွန့်မလွတ်လို့ရတဲ့ခွန့်လွတ်လို့ရတဲ့အမားရှိတယ်နော်ဒါနဲ့ဥစဉ်တို့ပြည်သူပြည်သားတွေဘဝအနိုင်ကျင့်တဲ့ဟာမျိုးဆိုလုံးဝလုံးဝဥစဉ်တို့ကလက်မခံပါဘူးနော်အဲခေါင်းပေါင်းတစ်ခါလေကြောက်တော့ခေါင်းပေါင်းနေကိုယ်တာလည်းဒီပြည်သူတို့အတွေ့အားလုံးကိုမသိနိုင်ဘူးနော်အဲ့တော့ပြည်သူစစ်တမ်းမှာပြည်သူစစ်အယောင်ဆောင်နေရှိတယ်အဲ့တော့ပြည်သူစစ်အားလုံးကိုပြောချင်တာကခေါင်းပေါင်းအားလုံးကိုဥစဉ်ပြောချင်တာကပြည်သူစစ်တွေအနေနဲ့ ကိုယ့်ရဲ့အောက်လက်လက်တာခံပေါင်းမှန်တယ်များဟုတ်ခြေတန်းကိုထွက်ခိုင်းမှာခြေတန်းကိုတော့တိုက်ဖူးတဲ့ရှိအောင်လဲထွက်ခိုင်းမှာဒါမှတူတူအတွေ့အကြုံလဲရလိုက်မယ်ဒါမှပြည်သူစစ်လောက်ရတာလွယ်လားမလွယ်လားဆိုတော့သိလိုက်မယ်အခုကပြည်သူစစ်လောက်ခွဲခေါင်းပေါင်းနေခြေတန်းမထွက်ဘူးလားဒီအများကြီးနော်မအားကြီးတကယ်လို့လို့ရှိရင်တော့တကယ်ဥစဉ်ကာပါပေးနိုင်တယ်တကယ်လို့ကိုယ်ကူညီလို့ရတဲ့အရာဆိုရင်တော့နော်ပြောပြရတဲ့လူကြီးတွေကိုခြေတန်းလဲမထွက်ဘူးခြေတန်းလဲမတိုက်ဘူးဘယ်မှာလဲမသွားဘူးမြေလုံးလုံးလုံးလဲသူ့မပြူဘူးအဲ့ဒီတော့လဲအကျိုးမပြူဘဲနဲ့အခွင့်အရေးရချင်းလို့ပြည်သူစစ်လောက်တယ်ဆိုတော့ဥစဉ်တော့ကာပါမပေးတဲ့အပြင်ဥစဉ်တော့တွန့်လွှတ်လိုက်မယ်ဆိုတော့ဘိန်းလို့ပေါ့သွားမြဲ မင်းနဲ့တိုင်တဲ့နေရာတော့ဆိုပြီးပဲဦးဇင်းတော့လွှတ်လိုက်မှာပဲရှိပါတော့အဲ့တော့ပြည်သူ့စစ်ကောင်းပေါင်းတွေအများအနေနဲ့ကိုယ့်ရဲ့တပည့်တွေကိုယ့်အောက်ကကောင်းပေါင်းတွေကိုစီဝဲခေါ်ပြီးပေါ့နော်အဲ့လိုမျိုးလေးတွေပြောပြလို့ယူကြည့်တယ်ပြည်သူတွေကိုအနိုင်မကျင့်ဖို့ပြည်သူတွေကိုနော်နိုင်လူပြည်စည်းမလုပ်ဖို့ပြည်သူတွေကိုနှွေးထွေးမှုပေးဖို့ပါကိုခဏခဏပြောပြပါလို့ဥစဉ်နေနဲ့မေတ္တာရခံနေမှာနော်ဒါကတခုပေါ့နော်ဥစဉ်စီကိုအကူညီတောင်းတာကတော့ရှိတယ်ဗျာနော်ဒါလည်းဆိုစာတော်ဖရာရတဲ့တပည့်တော်သားလေးဒီအသက်35နှစ်မပြည့်သေးပဲနဲ့မန္တလေးတနေရာမှာပြည်ဦးလို့ရက်ွက်ကြေးွာတခုတို့စစ်မှုထမ်းရန်အတွက်ရောင်းစားခံရရေးကူညီပေးပါရန်ယူတွေသာရှောက်ထားပါတယ်ဖရာရတဲ့ လေးအမိမာမောင်ဟန်ဝင့်ကိုဖြစ်၍ပေးထားတော့အမိမာမောင်ပေါ့စာဖြစ်ပါသည်တဲ့ကလေးရဲ့မွေးဖွားတဲ့ကတိမှာ24ရက်5လ2010ဖြစ်ပါသည်တဲ့ကလေးရဲ့အိမ်တော်ဇရာမှာအရှင်မွေးလာမှာကြောင်းသားကအားလုံးမှာလည်း24ရက်5လ2010လာဖြစ်ပါသည်တဲ့ချမ်းမြသာစီမြို့နယ်အမှန်၅ယုံကာကြီးနစ်ရက်ွက်အိမ်မက်90 90တုံးကပါဖရားတဲ့တပည့်တော်ရက်ွက်ယုံကရောင်းစားတဲ့ရောင်းစားတော့မဟုတ်ပါဘူးဖရားတဲ့ မန္တလေးရက်ွက်တစ်ခုကနေရောင်းစားတယ်ကိုတွေ့ရပါတယ်တဲ့အဆက်အသွယ်ရလာဦးစင်းမေးတဲ့အခါမှာအရင်ကရဒီမှာပြည်ဦးလွင်ရက်ွက်ကျေးရွာတစ်ခုမှာစစ်မှုထမ်းရန်ဝယ်ယူရတွင်မန္တလေးမှာမြည်တူအမည်မြည်တူအမည်ရောင်းညနာမှာလဲတတူးတတူးနဲ့ရက်ပူမှာလာရောက်ပို့ဆောင်တယ်ကိုတွေ့ရပါသည်တဲ့အခုဒီနေ့ဖုန်းဆက်တော့မရတော့ပါဘူးခင်ဗျာတဲ့တလေးပျောက်ဆုံးဒီမှာတစ်တော်မှာတင်ထားပါလေခင်ဗျာတဲ့တပည့်တော်ကဈေးရောင်း၍အတဲမွေးရာဒီဖြစ်၍အဆက်အသွယ်လုံးဝလုံးဝမရှိကူညီပေးပါခင်ဗျာတဲ့ကလေးရဲ့မှတ်ပုံတင်ပြုလို့မရသေးဘူးပေါ့နော်မှတ်ပုံတင်ကတပည့်တော်တို့အတွက်အကြံဉာဏ်နဲ့ကူညီပေးပါအောင်တဲ့ အပြည့်ဦးလွင်မှာဒီလူစီကိုအလောင်းစားတော့လက်ခံတဲ့ဖုန်းနံပါတ်မှာခွင်ဘူးတည်တည်၉၈၅၀အတလုံးက၄၀၅၀ခွင်တို့ရလေးဖုန်းနံပါတ်ကဒီဦးလွင်ကလက်ခံဝယ်ယူသူရဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်ဗျာတဲ့မန္တလေးပို့ဆောင်သူဘက်ကတော့ဘလို့အဆက်တွေမှမရပါဗျာတဲ့မန္တလေးရောက်စားသူဘက်မှဘလို့မလဲဆက်တွေမရဘူးဗျာတဲ့ဆရာတော့ဒါဥစဉ်စီအကူကြီးတောင်းတာပေါ့နော်လက်ခံသူဘက်မှာအတန်ဖိုင်လေးတော့ရှိပါတယ်ဗျာတဲ့မပို့တတ်ဖြစ်နေတယ်တဲ့ပြီးခဲ့တဲ့နေ့ရက်လောက်ကပြည်ဦးလွင်မှာရှိနေဖုန်းဆက်တွေမရပါဗျာတဲ့အခု ဒါတပည့်တော်တို့လည်းဒုက္ခများနေကူညီပေးပါဗျာတဲ့အမိပေါ့စားတဲ့အဖေနာမိမဥထက်နောင်နဲ့ဒီဦးလင်ရက်ွက်ကြေးဝါတစ်ခုခုအတွက်စစ်မှုထမ်းလူမရရွေးမန္တလေးမှာ45တိန်းနဲ့ဝယ်ယူကြောင်းသိရှိရပါတယ်ဗျာတဲ့တပည့်တော်တို့ဘလို့လောက်ရမလဲဗျာတဲ့ဥစဉ်စီမှာတော့အိမ်တော်ဇာရီပါလို့အကုန်ပို့ထားပါတယ်နော်ကလေးက15နှစ်ပဲရှိပါသေးတယ် ဒါ15နှစ်ပဲရှိတဲ့အတွက်ကြောင့်ဥစဉ်စီကိုဒါအကူအညီတောင်းတာပေါ့နော်အဲ့တော့ပြည်ဦးလွင်မှာဖုန်းနံပါတ်တွေလည်းပေးထားတယ်ဘယ်ရောက်ကွက်ကဆိုလည်းဆက်တွေ့ပြီးမှာနော်စစ်မှုထမ်းကလည်းဒါမျိုးဆိုရင်အတက်မပြေတင်လုံးဝလုံးဝလက်မခံပါဘူးနော်အတက်ကျော်လူကျမကြီးချွင်းကျက်ရှဲစစ်မှုထမ်းကလက်မခံပါဘူးတချို့မှာတင်တန်းရောက်ရပြန်ပို့လိုက်တဲ့ဟာတွေလည်းဘာဖြစ်လို့ပြန်ပို့လိုက်တာတော့ဆိုတော့ဆက်ရှစ်ဆက်ရှစ်နှစ်ပြည့်ဖို့အတွက်ကိုတဲ့လူတွေလို့ပြောတော့လက်မခံတာဖရားတဲ့ဒါမျိုးတွေပြန်လာတဲ့ဟာတွေအများကြီးပါနော်အဲ့တော့ပြည်ဦးလွင်မှာဒီကလေး15နှစ်နဲ့ခေါ်ထားတဲ့အုပ်ကြီးတွေများရှိရင်ရောင်းစားရသူများရှိရင်ဦးစင်းရဲ့လိုက်ကိုကြည့်ပြီးမှခင်ဗျားတို့မိဘထမ်းကိုအများဆုံးပို့ဆောင်ပေးပါလို့ဦးစင်းနေနဲ့ မေတ္တာရက်ခံကြပါလေနော်အဲ့လိုမှမေတ္တာရက်ခံလို့မှမရဘူးဆိုခေါ်တဲ့တူရောရက်ွက်ရောအုတ်ကြီးရောအကုန်လုံးထောင်ထဲကိုကြီးရမယ်ထောင်ထဲကိုသွားရမယ်ဆိုတော့တတိပေးကြပါနော်ခင်ဗျားတို့အတက်ဆက်ရှင်နေပြီလို့နိုင်ငံတော်ဝန်ထမ်းဆောင်ရတာတော့ဥစဉ်တော့လက်ကန်တယ်အတက်မပြေသေးတဲ့ကလေးတော့လက်မခံပါဘူးနော်ဒါလေးလည်းပြောကြပါမယ်ခင်ဗျားတို့လှုပ်ချင်းဒီတက်မတော်ပုံရိပ်ကြပါလေဗျာနော်တက်မတော်ရဲ့ပုံရိပ်ကြတယ်အဲ့တော့ခင်ဗျားတို့ကိုယ့်ရက်ွက်ကကိုယ့်အနေထားခေါ်ကြပါဒီပြင်လူရောင်းရောင်းဝယ်နဲ့ခေါ်လို့ရှိရင်နိုင်ငံတော်ကလည်းခွင့်ပြုမှာမဟုတ်ဘူးဆိုတော့သိစေချင်ပါလေဗျာအားလုံးဒါပါပဲဗျာ